နေအောင်ကြည်လူနှင့်အချက်ပုတ္တကျော်စရာထအသက်15နှစ်အဖေဆုံးပြီးကလေးကသူတို့သားမိမျက်နှာချင်းမဆိုင်မိကြချေရုတ်တရက်ဆန်လွန်းနဲ့အဖြစ်ပြန်မှု အမေဟာလည်းဖြေမစင်နိုင်စွာပင်ကန်းချီတနေရာတွင်ထိုင်လို့အဖေကို ထိုင်မျောနေတတ်တဲ့အမေဟာအနှိမ့်စတရားကိုလည်းလွန်ဆန်ခြင်းတရားမယုံနိုင်ဘူးတဲ့ အမေဟာခေါင်းမာစွာထူအတိုင်းဆောင်နေခဲ့သည်ရှက်လေသည့်ရက်မှအများကဝိုင်းပြောတဲ့ဆုံးအမေဟာရှိုက်ကြီးတငင်ဖြင့်တရားနာရည်ဆက်ချခဲ့တာဖြစ်သည်ညနေဆောင်နေသည်ညီရင်ရောင်ကောင်းကင်ဖြင့်တောက်ပနေ၏ကျော်စီရန်ထွတ်အမေတငယ်ချင်းရှိတဲ့ရွာစီစိတ်ပြေလက်ပြောက်ရောက်နေခိုက်နေရာဆုံးရှောက်သွားတတ်သည်တောရွာမှာပဲကြီးပြင်းခဲ့သူမို့ ဇပက်ခင်လေခွက်တွေဟာတော့မျက်စိရဲ့အတွက်စိမ့်သက်မနေခဲ့ချီစိမ့်လန်းနေသည်လေခွက်တွေအားငင်းနေရင်မြင်ကွင်းနဲ့ဝင်ရောက်သည်ဖွေးဖွေးလီထိုကောင်လေး၏လမ်းလျှောက်ပုံကဆန်းသည်တလန်းချင်းအပြင်တွန့်ဆုံဆုံနေမှုကျော်စီရန်တို့အာယုံမှာအထူးဆန်းမနီမဝေးမှမြင်ကွင်းတွင် ထိုကောင်လေးမျက်ဝန်းနေသည်ဝိုင်းဆက်နေချောင်းကိုစတင်တည်ပြူမိခဲ့သည်နွမ်းလျားတဲ့ကျောင်းဝင်းစုံနဲ့ဆန်းကျင်ဘက်ထိုကောင်လေးဟာတစ်လွင်နဲ့တက်ရှိလေးတစ်ခုလိုအကျော်စီရန်ထို့ထိုင်နေသည့်တစ်ပေအောင်မရောက်ခင်ထိုကောင်လေးချော်လဲသွား၏ပြေမထူခင်မိနစ်ပိုင်းခြားတွင်ထိုကောင်လေးချက်ချင်းပြန်မထိုင်နိုင်ခဲ့ရှာပြီမင်းစင်ပြီလား ကောင်လေးကမော့ကြည့်လိုက်ထိုခိုက်တန်းဝဲကြောစီရန်တို့ဘဝအတွင်အလားပါဆိုတာခံစားမိတဲ့ပထမအဦးဆုံးအချိန်ပဲဖြစ်မည်ရင်းနှီးတဲ့တဘာဝဤအလားပါတွေကြားတွင် မြင်တွေ့ရခဲ့တဲ့ရှားပါစစ်မှန်တဲ့အလားတရားနာနာမြေသားကပြော့ပေမဲ့ကောင်လေးဒုတစ်ဖက်ကတော့ပွန်သွား၏ ညဝန်းဝိုင်းလေးတွေတဲ့ဝေးတီလာသည့်မျက်ရည်ဥလေးတွေကပလဲဖွေးဖွေးလေးနဲ့တူသည်စကားပြောပုံလေးကနည်းနည်းထူးဆန်းနဲ့ထင်မိပေမဲ့နေပုံထိုင်ပုံလေးကပါ ထူးဆန်းကြောင့်တတိထားမိခဲ့ရာကကြောစီရန်ထုနားလေလိုက်ရသည်မှာထူကောင်လေးကပုံမှန်မဟုတ်တာကိုပင်မင်းငါပဲမလဲကိုကိုလိုက်ပို့ပေးမယ် ဆောင်းချောင်းထိုင်နေသည့်ကောင်လေးဟာအဝေးသို့ငေးရင်ခေါင်းခါပြလာ၏မဲမဲတီဘူးထိုကောင်လေး၏မျက်ဝန်းထဲကပူဆွေးရိပ်လေးတွေဟာကြော်စီရန်ထိုးအတွက်တော့အစင်းစင်ဘာသာပြန်စရာမလိုသောစာပုတ်လေးဖြစ်ချသည်ထိုကောင်လေးသည် နာကျင်နာကိုတော့စုံလင်အောင် မပြောတတ်သောကောင်လေးဖြစ်၏ အိမ်ပြန်လန်းဟာသူ့အတွက်ခက်ခဲတဲ့ပုံစံတစ်ပုံနဲ့သူရှိမရောက်ခင်ထိုကောင်လေးလမ်းတွေပနဲ့ချိုးလောက်ဖြတ်ခဲ့ပြီးပြီလေသူမသိပြန်မစည်းရသေးသည်စင်ကြယ်ဖနက်လေးကတော့ပါလွနေလေသည်လိုက်ပို့ပေးမယ်ထိုကောင်လေးဟာမောကြည့်လာ၏နေဝင်ရိုးကြီးအခိုက်တန်တွင်ပင်လေတွင်မှတလင်းကြောက်လေးအယောင်လဲသလို့ ညဝန်းဝိုင်းလေးတွေဟာကြော်စီရန်ထုတ်အားအနက်ဆိုင်ဆုံးအထိနှင်းမြုပ်စေခဲ့သည်သူလက်ဘဝလေးစန့်တန်းပေးလိုက်တဲ့အခါတင်းငယ်တွေလျားတဲ့လက်ဘဝလေးဟာနှေးကွေးစွာထတ်တူကြ၏နှွေးလိုက်တာ တောင်မှကျိုးနေရှာသောငှက်ငယ်သည် အထီးကျန်နေသောတစ်ကိုင်းလေးထံခိတခုနာမိယာမှစတင်ခဲ့သည် ပဒါအိုလန်းဤထိတ်တဲတွေစေကန်းတခန့်ရှိဤစေကန်းတွေလာရောက်ပြသသည်လူနာအများစုမှဆေကျော်သက်မင်းကလေးတွေနဲ့တက်လက်ပိုင်မျိုးသမီးတွေများသည်တမားဆိုအိုမကြိုက်ပေမဲ့ဆရာတို့အတော်လေးသဘောကျတယ်အဖွားဤစကားကြောင့်ကျော်စီရန်တို့သဘောတကျရှိလိုက်မိသည်ယခုနေ့ဖို့နောက်ဆုံးလူနာမှုအေးဆေးစွာ ကြည်နိုင်တာလည်းဖြစ်သည်ဆရာအိမ်အောင်ရှိလား ဘာလို့လဲဖွားရဲ့။ဩအဖွားမီးလေးနဲ့အောင်တွယ်ပေးခြင်းလို့လေ။ကြော်စီရန်ထုမျက်ခုံးပင်ကရီမောလိုက်မိသည်။တောက်ရမီစေးတွေထည့်ပေးပြီးတဲ့အခါအဖွားဤမိမလေးရောက်လာကရှက်ဝဲဝဲဖြင့်ကြော်စီရန်ထုအားတောင်းပန်စကားဆိုလာ၏။ရပါတယ်ဗျာကျွန်တော်ကအိမ်အောင်ကြပြီသား။ထိုနောက်ဘေဘက်လက်တကျွဲမှငွေရောင်လက်စွပ်အားမြောက်ပြလိုက်ချည်သည် ဆရာအမျိုးသမီးကဒီမျိုးကပဲလားတော်တော်လှမဲ့ပုံပဲကျော်စီရန်ထုလေတိုင်းမနှစ်ချက်အားချုပ်ကနေရာတကြားထားလိုက်၏သူဤမျက်ဝန်းနေသည် အပြုံးကြောင့်ရှင်မြူးလို့မျက်နှာရိပ်တွေမှလည်းပြည့်နေလို့อืมပဲချိန်ထားကြည့်ကြည့်ချစ်เสียလေကိုကိုကို ဇေကံဤအပါဝါမှနေကွေးစွာ ဝင်လာသောပုံရိပ်လေးသည် ပိန်သွဲနုညံ့သောတွင်ပြင်လေးဖြစ်၏မြက်ဝန်းတွေသည်ဝိုင်းဆက်ကနှခမ်းလေးမှလျှလျားဖြင့်ညီဆွေးလေသည်ဇေကံပိတ်တော်မှာကုရုဒီနိဖျားသွားဖူးမလားနှင်ကောင်းလေးဆောင်းဆောင်းသွားတတ်သောကောင်းလေးသည်စင်စားဟန်ဖြူကညင်သာစွာခေါင်းငိမ့်ပြလာတဲ့အခါဆရာထုတ်ကမျက်နှိုးစွာရည်သည် ထိုကောင်လေးမျက်နှာအားတစိမ့်စိမ့်ကြည့်လို့ဆရာထွက်ကပြုံးသည်ရည်သည်ထိုကောင်လေးဘာစကားမှမပြောနေရင်သာအဲ့ဒီရဲ့တိုင်းပြုံးနေတတ်တာပဲအဲ့လန့်သွားတာလားရရတဲ့ကာပရင်ပေါင်းမှအပြင်အားငင်းနေတော့ရုတ်တရက်မှန်ချလိုက်တာမို့အာမေဒိတ်တန်လေးဖြင့်လန့်သွားသောကောင်လေးကကောင်လေးဆောင်ကပြန်ဖြီလာ၏ လက်တစ်ဖက်မှာကားမောင်းနေရင်မနေနိုင်စွာ ပါတီတီလေးအားဆွဲညင်မိတော့အတန်တီတီလေးကထပ်မံထွက်ပေါ်လာပြန်သည်ချစ်တယ်ကောင်းလေးပါရရဲ့လေးဖြင့်ကောင်းလေးဆောင်လို့နှွေးကပြောလာ၏တီတီတဲ့ဆိုင်တဲ့ဟိခဏနားနေတော့ Facebook ကြည့်နေစဉ်တက်လာတော့ post တစ်ခုကြောင့်မျက်ခုံးပင့်ကမပြုံးမဲမနေနိုင် ဂျော်ဇီယန်ထုတင်ထားသည့် Mary Post out တွင် Real ရာကျော်နှင့်မတ်ချက်ပေါင်းများစွာရှိနေသည့်အတိုင်းစာပြန်ထားခြင်းမရှိအိမ်နောင်တဲ့ဖြစ်တာဖြစ်ကြနေပြီကို အခုမှဝန်ခံတာလားဆိုင်းသိဟိဝင်မှန်ပြီးမိနစ်ပိုင်းကြာတွင် reset ပေးကြောင်းနဲ့ reply ပြန်ကြောင်း notification ကြောင်းတက်လာ၏ငါငံတွေစားတာများပြီးသွေးတိုးနေလို့ဘလို့ ထို reply အားစိုင်းသိဟိပါဝင် သူတို့အဖွဲ့တွင်မှ တငယ်ချင်းတွေအားလုံးဟာဟာဝိုင်းပြလိုက်ကြသည်။နေရောင်ကြီးလိုတွင်အချက်ပုံနှင့်ကြော်စီရန်ထုတ်သည် နောက်ဖေးပေါင်းမှအစင်းလိုမလုံမလဲဖြင့်နောက်သို့လဲကြည့်လိုက်ကအိတ်ကတ်တွင်မှအနှဲငယ်ချင်းနေပြီဖြစ်သောရူဘီတလိပ်အားထုတ်ကမြည်ညီလိုက်၏။ ရာရံနေတော့လေကြောင်းဒီခါတတန်ငွေတို့ဖျက်လျှောက်သွားသည်နှင့် နေရအစဉ်ပြေလာခဲ့သည်စေလိတ်တဝက်လောက်ဂုံတဲ့အခါနှမျောတတစွာဖြင့်နင်းချေကလှဲ့ထွက်အနောက်တွင်ရှိနေသော အရေးလေးကြောင့်သူ့မှာနေရခက်မတိအောင်ခိုးတောက်ပါလေဆိုမှຫນွေကိုຫນွေဒီမိဒီမမပြော ခေါင်းလေးတစ်ချက်ဆောင်လို့ကြော်စီရန်ထွက်တံခတ်ဆူဆူလေးစိုက်ကြည့်လာချီ၏လွန်ခဲ့သည့်နေ့တချို့ကဆေးလိပ်အားမိဝဲရင်ကြော်စီရန်ထွက်အနှဲငယ်ဆွဲသွားခဲ့သည်တဖြည်းဖြည်းချင်း ဖြတ်ယူခဲ့တော့လေချင်းတင်တင်ကတွင်တခါတခါနေမထီထိုင်မသာရှားရန်လာလေးရှိသောလေချောင်းကြောင့်တလိပ်တလီများတော့တောင့်မိသည်၏ထိုနေ့ကနွေဟာတည်င်းနေရှောက်ကြည့်ရင် စေးလေးတောက်ချင်းဤစူးချိုးများကောင်းစဉ်နှင့် အစီစဉ်အားကြည့်ပြီးနောက်ညင်သာစွာ အမိန်ချလာသည်မှာကိုကိုကိုစေးစေးလေးစေးလေးထက်မဲတောက်ရဘူးထိုစဉ်မဆား၍ကြော်စီရန်ထိုစေးလေးအားပေါ်တင်မတောက်ရတော့ချီငကိုကလေးက တောက်လေးမရှိတောက်တော့လဲနှွေးရှိတဲ့နေရာဆိုသူဆေးလေးမရှိုက်ဖွာတတ်ပြီမကောင်းမွန်သည့်လေတူဖြစ်နာသူ့ပန်းစပယ်လေးအားမရှူရှိုက်စေလိုပါချေတလိတောင်အပြည့်မဖွာလိုက်ပါဘူးနှွေးရမယုံရင်ဟိုမှာကြည့်မြေကြီးပေါ်တွင်ဖိချေခံထားရသောစီဂရက်သည်ထိပ်ပိုင်အနာတို့ကြည်လို့ဆေးလိန်ငွေနံနေမှာပဝင်းကျင်တွင်ရှိနေစေနှွေးသည်ခေါင်းလေးဆောင်သွား၏ ။ဒီနောက်ကျော်စီရန်တို့ကိုမျက်ဝန်းအဝိုင်းတွေဖြင့်မော့ကြည့်လာသည်မှာဖိညစ်ကကြိုက်ချင်စပွဲ။ကျော်စီရန်တို့ထိုကောင်လေး၏ဥကောင်ထိပ်ဝိုင်းမှစပင်တွေအားဖွာလိုက်သည်။အုံးစီရမြဲထဲလေးရှိသောကြောင့်ပွားသွားတာမျိုးမဖြစ်။အနီပေါက်ဆာမှာစာအုပ်ထူသေးသေးလေးဖြစ်ချီ၏။အဝိစားတွေဆိုလဲကြော်ကော်လို့ပရုတ်လုံးနဲ့လေးမှာခတ်တင်းတင်းကို ကိုကိုပြာမန်နဲ့မန်နဲ့ကြတတ်ဆွေစီသွားမလို့နှူးသားမအိမ်ရှိသူပြန်သွားနေပြီဖြစ်ကကြော်စီရန်ထွတ်သည်နှွေးလက်ဖွားတွေအားစုပ်ကင်ထားတာဖြစ်၏နှွေးထံမှထူစကားကြတဲ့ကအလိုအလျောက်မတိစေရဖို့၍တင်းတင်းလေးစုပ်ကင်မိသွားသည် ကိုအားမလိုက်ပို့ပေးမယ်လေ။နှွေးဒီကောင်းလေးဆက်ခနေဆောင်လို့အကြည့်လွဲကညင်းဆက်လာ၏။ကိုကိုမဲမလာယာမလာယာဘူးကြော်စီရန်ထွန်းမှာနှစ်တချို့ကြာခဲ့တာကမိုးတက်ဆွေအားမြင်သည်နှင့်ကြွက်အားအုပ်တော်မိကြောင်လို့မြေခွေးအားကြိုက်ဖြဲတော့မဲ့ဝင်ပလွေလို့ခတ်ထန်နေစေ။ အင်ချစ်လေးမောင်တက်နှွေးမှာထူရာကိုမြင်တာနဲ့နှကန်းထော်လျက်သူရီအမတ်သေးကြီးမှာမေတ္တာတရားလောက်မကြီးထွားပါချေမိုးတက်ဆွေသူ့အပေါ်ဘလို့ဆိုးခဲ့ဆိုးခဲ့မိုးတက်ဆွေလက်ခံရင်နာဘသူမှလက်မခံရင်နာတက်ဆွေဟာ သူ့ညီလေးဖြစ်သည်တစ်သားတုံးလေးကျော်စီရန်ထုအမြဲတမ်းမိုးတက်ဆွေရဲ့ပေါ်မနာလိုခဲ့ လူကြီးတယောက်အနေနဲ့မတွေးတဲ့မရှင်တဲ့နာတီလျက်နေတာသူချင်တူတူ ဖြစ်မိနေစေအကောင်ဆုံးလေးကအပြောကဆိုပြီးအချင်းကလည်းဆိုသေးတယ်မင်းဟာတစ်သားတုံးလေးဟွန်းမိုးဝတ်တုံးသည်ပါလျာလာကစောင်းသည်ထူထဲလာပြီဖြစ်၏မိုးအကုံစောင်းကူလေတဖြူဖြူဖြင့်အေးဆက်လာတော့လေပြာပဒုံလေးပန်းပေါ်ဝဲသည်လို့ နှုတ်ဖြားတဲ့ရုတ်တရက်ဆန်းဆန်းကြာရောက်တဲ့အနန်းနုလေးကတော့နှွေးလေ၏ဒါကသူကပါမည်တုံလုံးစီရန်လုံလောက်သည် စင်ကြုံတရားကင်းပါလုံလောက်သည် သူခက်ခက်ခဲခဲခြားထားသောစီလေးယိုယွင်းဖို့တဆက်ကန့်အလို၌ကျော်စီရန်ထို့ဟာရန်သူတော်လေးထံတတိပိစကားဆိုခဲ့လေသည်မစင်မချင်းထက်လုံမယ်ဆိုရင်ကို ရန်သူတော်လေးဟာခြေပြားကိုထောက်ပခုံးထက် သူ့လက်ဖြင့်အာယူလို့နှုတ်ဖြားထံထူမကျွမ်းကျင်လာတော့အကျဉ်နာစစ်လေးခင်းလာပြန်၏အတင့်ရဲလိုက်တာဆိုတာလေနောက်ဆေးကို ဖော့ဖော့ထိန်လို့အကျဉ်နာတွေကိုတိတ်သီးစီတော့မိခိုထားတဲ့သူ့ပခုံးထက်ကလက်ကလေးဟာတတိချက်ချက်ခြေပြားထိတ်ကလေးမနာစီလို့သဖြင့်ဒုက္ခကိုသာဒုက္ခပေးလို့ ကိုင်းရှာရင်နန်းရှိုင်းလိုက်ကအတွေးတွေတွေရာသီတွေတာအလီလီပြောင်းလူပင်တစ်စက္ကန့်၂၀စက္ကန့်၃စက္ကန့်၄စက္ကန့်ထို့နောက်အချိန်တစ်ခုလတ်လို့နောက်ထပ်စက္ကန့်တွေစီစစ်ချီလီပြန်သည်အတုံးပြူပြီးသားအဆွတ်တွေအားအိတ်တလုံးနဲ့တေချာစွာထဲလို့အမိုက်ပုံးဤအောက်ခြေနာသို့တေချာထဲလိုက်လေသည် ဒီနောက်အန်ဆွဲအတွင်းမှာအကြိုက်ခဲပြောက်စီနဲ့ရေယူကအိယာပေါ်မှာနီတာရဲလေးထံကမ်းပြီးတော့နာနာခံခံနဲ့ယူတော့ရှာ၏ခနာအိလိုက်ကိုစံပြုတ်ပြုတ်ထားပြီမေဒီတညတော့စံပြုတ်ပဲစားအောင်နေဒီခေါင်းလေးဆောင်လို့ခွန်းဆောင်လေးတဲ့ဝင်ပုံးနေဒီမှာကမာခေါင်းလေးပမာပေါ်ထားသောနရွက်တီတီလေးမှာနီရဲလျက်သွေးပင်ထွက်လာမတတ် ငါးဆံပြုတ်လို့ရန်ကတိတ်မခတ်ခဲလားချက်ထားသည့်ဆံချည်ညက်သွားတာနှင့်ပြုတ်၍နွာထားသောငါးအခတ်ကကြက်သွန်စိမ့်အားစီမွေးတက်လိုက်လေသည်စီပူပူနှင့် အရေးထီးတွေ့ရာမှ ထွက်သောရှဲကနေအတံပြင်မွေးကြိုင်သောရနံ့တွင်မှလည်းထွက်ပေါ်လျက်ကြော်စီရန်ထွတ်နှွေးရကြိုက်ငရုတ်ကောင်းလေးခတ်ဖို့ပြင်လိုက်တော့လေအစုံလိုက်မထည့်လိုက်ပါချီ ကကန်လုံးလေးတဲ့ထဲလို့ဇွန်တက်က အခန်းတွင်းတည်လာသည်အထိနှွေးမှာကွေးကွေးလေးဖြစ်နေတော့ဆံပြုတ်လေးထားတအောင်တွင်ဘိုက်အောင်နေမယ်အစုံးတွင်တော့သူပါအိယာထဲဝင်၍ပွေချီကပောင်ခွင်ထဲထဲလို့ရင်ခွင်၌ကြောမီစီလိုက်ရ၏အခုံကိုချွတ်လို့ရင်ငွေမိထားသည့်ပဇွန်ထုတ်လေးပမာနှွေးမှာရဲရဲနေလျက်ကိုကို ိုဖဲမဟုတ်တာကွာကျော်စီရန်ထဝတိရရစားနောက်ရန်တွေးမိတော့လဲမကြည်စဲဝင်းတော့ပါချီသူ့နှွေးလေးကိုအနေရမခတ်စီချင်းဒိုးတိုင်းပီတိခွင်ကတော့သူ့အသွေးသားတဲ့လိုင်းတဘိုးနဲ့စီစင်းလျက်ဤခံစားချက်မှာဖွင့်ပြရခက်ကပျော်ရွှင်ကြည်နူးရပါ၏ပိုက်ချွဲလေးဖြစ်နေပြီ သူတီရှပ်ဖြစ်တာကြောင့်အဝတ်မှာအလွန်ကိုခြောင်ချိနေကကြောစီရန်ထုတ်လက်ဝင်ရန်မခက်ခဲပါချေဝမ်းပိုက်လုံးဤလေးအားကင်လို့အနောက်မှနေဘာနှဖက်စီ အလဲကြမွေးကျူလာရင်အသားယူတော့ခေါင်းလေးဆောင်လို့မျက်စံလေးတောင်းကပ်ကမချေမနှက်လေးကြည်လာချည်သည်အိတ်ချင်ထက်အိတ်လေးကိုဖတ်ထားပြီးမယ် အဆုံးတွင်တော့ဖြူဖြူသေးသေးလေးမှရင်ခွင်တွင်မေးဝင်လို့လုံခြုံစိတ်ချစွာမေးဆက်နေလေသည်ဆယ်တန်းမအောင်ခင်အမေယူရဘေးတွင်သွားမိတော့ခေါင်းရင်ပိုင်းမှာမိမ့်မိန်ကြီးထိုင်နေတဲ့ဘိုးတော်ကစနေနံကိုတတိထားဟု၍ဟောခဲ့ဘူးသည် သူတတိမထားမိလိုက်တာလားကံတရားကပဲတွန်းပို့ခဲ့သည်လားမသိစနေနံလေးကတော့ရင်ခွင်နဲ့အေးချမ်းချမ်းနဲ့မေးဆက်လို့ ကျော်စီရန်ထုပြုံးလိုက်မိ၏ကိုဒုက္ခအိုလီရေနေရောင်ကြီးလိုနှင်းအချက်ပူသောစာအုပ်စင်ကြီးထဲမှစာအုပ်တွေအားမွေရေကုန်အိပ်ဖြင့်တီချထုတ်ပူလိုက်၏စာအုပ်တတော်များများမှဆရာမြတန်တင်နှင့်ဆရာလယ်တွင်သားစောကြီး၏စာအုပ်တွေသာဖြစ်သည်ကျောင်းသားဘဝကလေးကစာအုပ်တွေမှအဆက်အပြောက်တွေဖြစ်တာကလွယ်ရင် အခောက်အတွန့်ပင်မရှိ အမေကတေချာကိုပင်တင်စီထားပေးတာဖြစ်၏ထိုစာအုပ်စင်ကြီးခြားစားနေတာလည်းမြင်ရောဒေါ်မြင့်မအထိတ်တလန်းဖြင့်သားတော်မောင်ကိုခေါ်၍စီစဉ်ခိုင်းတော်သည်ဗရာကိုလမ်းထိပ်မှာစာကြည့်တိုက်တေးလေးရှိတယ်အဲ့ကိုသွားလူလိုက်မယ်အမေမဖတ်တော့မှတေချာရင်လူလိုက်ပေါ့နှွေးဘယ်မှာလဲ နေတန်တွင်မှခြံထောက်နာတွင်ချင်မောင်ခိုင်းများစိုက်နေ၏လက်ထဲတွင်တန်လက်တချောင်းဖြင့်မျက်နာတွင်လည်းရွှေမြေတွေပေကပ်နေလေသည်ပေတလူးနေတာပဲကွာနေကတော့ခေါင်းလေးဆောင်ရင်ထရက်လိုက်ချီသည်ညီစည်းတွေပေနေသည်လက်ဖြင့်ကုတ်တော်မိဟန်ပြင်တော့ကြော်စီရန်ထွလန်းတာရသည်သည်ချောကလက်အည်တဲ့ပြုတ်ကြထားသည့်မလိုင်ကလေးဖြစ်တော်မူ ချင်မောင်ကိုင်းနေလားပင်ပန်းအောင်ကွာတစည်း90တရာကိုကက်စီနဲနေပြန်ပြီအရွက်ချွေပြီးသားချင်မောင်ကိုင်းတွင် မြေစည်းတွင် ပြန်ဆိုင်လင်အရွက်တွေထွက်ကြတိပါတော့လဲကရီကထများတာကြောင့်ဘသူမှမဆိုင်ဒီကောင်လေးကိုဘသူပြောပြလိုက်တယ်လည်းမသိချက်ချင်းကြီးကိုထားလုံနေတာပဲအရွက်တွေသာထွက်လာလင်မခူးရမထီးရနဲ့ထိုင်ကြည့်နေမှမြင်ရောင်သေးဤ နေတန်တွေမှာဆိုင်ကယ်ပေါ်မှာအထုတ်ကြီးရမြင်သည်နှင့်စူးစမ်းသည်လိုကြော်စီရန်ထုတ်အားမောကြည့်လာချေသည်။တဘောပေါက်စွာပင်ကြော်စီရန်ထုတ်ကရှင်းပြလာ၏။ကိုငငယ်ကဖတ်တဲ့စာအုပ်တွေအမေကသူ့အိမ်တိုင်းတွေခြားစားမှဆိုလို့ကိုကိုဖယ်ခိုင်းတာ။သူများပြပြရမှလည်းနှမျောတယ်ကွာ။အဲ့ဒါနဲ့စာကြည့်တိုက်သွားလို့မလားလို့။မျက်လုံးလေးကလေးကလေးဖြင့် ခေါင်းလေးဆောင်လို့နှွေးကခေါင်းငိမ့်ပြရှာသည်ခြံထဲတကုတ်ကုတ်နဲ့အဖိုးကိုပေါက်စားလေးလို့အလုံရှုံနေတတ်တဲ့ခေါင်းလေးဟာညနေ9နာရီဆိုရင် TV ရှိထိုင်နေလိမ့်မည်ဆောင်းရွက်ကြီးချစ်သက်သည့်ဇလံတွေက သူ့အကြိုက်ဆုံးပါတဲ့ပြန်မေးရင်ခေါင်းဆောင်မင်းသားမင်းသမီးနဲ့မိတာ သူမမတ်မီကြော်စီရန်ထုတ်မှလဲထူးထူးချစ်ဆက်ကားတွေစားတရားခွေသားနားထောင်လိုက်ခြင်းသည် တို့တိုင်ဘေးနာငုတ်တုတ်ဖြင့်ထိုင်ဆောင်ပေးရတာလေချစ်လာစွာတော့ရဲ့အမိန်တခုအဲ့ဒါကျွန်းစောမင်းသားဟွန်းနွေအနောက်တွင်ဘေးဆောင်လဲလို့ကိုကိုစီလော်အားခွာ၍စိတ်မပါသလိုကြည်နေရင်မင်းသားပေါ်တာနဲ့ဝင်ထောက်ပြလိုက်တော့ခေါင်းလေးဆောင်ရင်ထောက်ခံလာသေး၏။နှွေဤအနောက်တွင်ဘေးဆောင်လဲလို့ ကကူစီလောအားခွာ၍စိတ်မပါသလိုကြည်နေရင်မင်းသားပေါ်လာနဲ့ဝင်ထောက်ပြလိုက်တော့ခေါင်းလေးဆောင်ရင်ထောက်ခံလာသေး၏၁၇နာရီကြာရင်မဖဲဝါကလာမှာကိုနဲ့အတူကြည်ရအောင်อืมကျော်စီရန်ထွတ်ကြိတ်ပြုံးကကုကူစီလက်တကုပ်စာယူရင်ညာချင်း၁၇နာရီအားစောင့်မျှော်နေလိုက်သည်ဇလန်းတွဲမှာတိတ်မကြလိုက် ကြော်ညာတချို့ဝင်လိုက်ဟိုဟာပြလိုက်ဒီဟာပြလိုက်နေပင်တပိုင်းမှာပြီးဆုံးလေသည်ညာဆက်တနာကြီးလေအေးတို့တိုက်ခတ်နေတော့လဲကြော်စီရန်တို့ပရင်တကားတွေအားမပိတ်သေးပဲဒီဘီရှိတွင်ဇွဲကောင်းကောင်းနဲ့ထိုင်ဆောင်နေ၏ဇက်ကားမှာစတင်ပြနေပြီဖြစ်ကနှွေးသည်မက်ဖဲဝါဆိုသည်ကိုမသိပုံမှန်အတိုင်းပင်ကြော်စီရန်ထွေးရှိတွင် ထိုင်နေလေသည် တဖြည်းဖြည်းနဲ့ဇက်လန်းမှာ6ကန်၍ညအမောင်တချစ်ချစ်ဖြင့်ခွေးဥတန်းနေမှာတီဗီတွင်ကလိုလိုအပြင်ကလိုလိုနဲ့မသေးမကွဲတိတ်မကြခင်မှာပင်ထူကလေးမှာတရေကားမှန်ရိတ်စားမိသွားကကြော်စီရထုတ်ထမကြည်မနဲ့အကြည့်ဆူဆူလေးဖြင့်စိုက်ကြည့်လာချည်သည် ကျော်စရာထိုးထွက်တော့ထိုးကြည့်လေးတွေမှာသူအားရားရစေတော့ငှက်မွေးမြင်များပမာရီမောမစုံဖြစ်နေ၏ဟုတ်ပြီဟုတ်ပြီကိုကြော်လိုက်မယ်ထမကြည့်တော့ဟာဟာအဆုံးသက်တွင်သူမထိန်နိုင်စွာအတန်ထွက်၏ရီမောလိုက်မိသေးသည်တရေကားကြည့်ပြီးတခွေခွေအော်ရည်တာ သူသာရှိလိမ့်မည် စက်တခွဲတွင်တီဗီပေး၍အိတ်ကြမိပြင်ပဒင်းပေါက်သွားပေးမိဟန်ပြင်တော့ထိုကလေးကထလိုက်လာလေသည်တကားပိုက်ပြီးရေသွားတောက်တော့လဲအနောက်မှလိုက်ပါလာပြန်၏ထိုဒီမှာကျော်စီရန်ထွေရဲ့အမီးလေးပမာအိတ်ခမ်းထဲမဝင်ခင်အင်းကြီးအနာစားလေးတင်းသွားသဖြင့်လှဲကြည့်မိတော့ထိုကလေးမှာသူ့အားဆွဲထားကနရွက်တီတီလေးတွေမှာတော့ညီရဲလျက် လိုက်လိုက်ပေးညကြီးမိုးချုပ်ဘယ်သွားမလို့လဲနွေရှူရှူပရှူပမလို့ကြောစရာထအန်ကိုကြိတ်ထားလိုက်မိသည်ရီလို့မရဒီတခါရီလိုက်တာနဲ့သူ့ဘဝကြီးသွားပြီပဲရေချိုခန်းနဲ့အိမ်သားမှာတွဲလျက်ဖြစ်က အပြင်တွင်မဟုတ်ပဲအိမ်ထဲတွင်သာဖြစ်၏ ဂျမထူထားပဲခဟဟပွင့်နေသည့်တကားချက်လေးအားကြီးကကျော်စီရန်ထုခေါင်းငုံရင်တခွီခွီနဲ့ရီလီတော့သည်ကိုကိုကိုရှိတယ်ရှိတယ်ကိုရှိတယ်နွေအခန်းနဲ့အတူဝင်ပြေးအိတ်တီအခါကျော်စီရန်ထုမိမပိတ်ပဲထိုအတိုင်းအခန်းတစ်ခုလုံးကို လင်းထိန်စေ၏အိတ်ဆက်ချင်းဆူရှားတဲ့လင်းကအိတ်ပြက်စေတော့လဲနှွေးလန့်နေပြီဆိုတာကြောင့် ထင်သည့်အတိုင်အိတ်တာနှင့်ထိုလုံးလုံးတီတီလေးမှရင်ခွင်တွင်တိုးဝင်လာချည်သည်အယမ်းကြောက်သွားတာလားစားလိုက်တာနည်းနည်းပင်လွန်သွားသလားဆိုတာစဝေစဝါပင် ဖြစ်မိသွား၏တော်သေးလို့နှွေးသည့်အနှဲငယ်သာကြောက်နေုံလေးအိတ်တော်အိတ်တော်ဘာမှမဖြစ်ဘူးအဲ့ဒါကြောက်စရာကောင်းပြင်ထားတဲ့လူတစ်ယောက်ပါပဲတကယ်ကဘာမှကြောက်စရာမရှိဘူး ထိုသူနှင့်ညသည်ချုံမြိန်သော အနန်းတစ်ခုအဝဲတိတ်ဆိတ်စွာဝစ်စင်သွားချီ၏ကျော်စီရန်ထို့သည် နေသက်နှွေဤနားတည်ဆက်လေးအားဖွက်ဖွက်နှမ်းဆိုင်လေသည်နှွေဟင်ကိုဘလောက်ချစ်တာလဲနှွေသည် အနေငယ်တွန့်သွားလေသည် အခန်းဒီလင်းထိန်နေတာကြောင့်ညည်းနေသောနရွက်ဖျားတွေအားထင်ရှားစွာ မြင်တွေ့နေရခြင်းကလည်းမေတ္တာပို့မွားလေးအားပောက်ဖွားစေ၏အဲအမြကြီးဘလောက်များကြီးလဲအဲ့ဒါဆိုကောင်းကင်ကြီးနဲ့နှွေးကိုချစ်တာဘယ်ဟာကပိုကြီးလဲနှွေးဒီခေတာမြတုံငင်လျက်ကောင်းကောင်းကင်ကြီးကပို့ ပူကြီးတယ်အလွန်ရည်ပြီးအရည်လွန်ရင် မျက်ရည်ကျတတ်တယ်ဆိုတဲ့ဆိုရိုးစကားတကယ်မှန်မှန်ကြောစီရန်ထုကောင်းကောင်းကြီးသဘောပေါက်လိုက်ရသည် နေရောင်ချီလိုတွင်အချက်ပူလင်းပန်းပန်းဝါဝါညာကမိုးပေါက်တွေချီတော့ပထောက်တွေဝီနေ၏တလုံးချင်းမပီမတပြောတမ်းမှာပျော်ရွှင်ခြင်းနေပါဝင်နေလေသည် ပရောက်ပန်းလို့ခေါ်တယ်ကွ။အုံးစီဆူဆူနဲ့ဆန်ရွယ်နက်နက်လေးတွေအားဖွာရင်းဆိုတော့ရွှေလေတိုင်းကလေးမှာရင်းရင်မော့ကြည့်လာချည်သည်။ထို့နောက်တွန့်ကနေခေါင်းလေးဆောင်းပြန်၏။ပရောက်ရနံတွေသည်လှိုင်ကြိုင်တင်းပြန့်နေချည်သည်။ကြော်စီရန်ထို့တို့တလန်းလုံးအဝါတွေခင်းကျင်းထားတဲ့ကဲ့သို့လှပနေ၏။ရခင်ရက်တွေက ူຫນွေနေမကောင်းတာမို့ရှိသည်များလို့ကုန်ပြစ်ချကຫນွေပေးကန်နေဒီမှာ ခက်ချွဲချွဲကြောင်တကောင်လို့အချစ်ကထူသူဖြောချတတ်၏ယောက်ျားတန်တန်မမကြီးပျော်ကြရသည်မှာ စီပိုင်းနေပြီနေကောင်းလေးအတန်ပြန်မပေးတော့နောက်ကို ပြန်လဲကြည့်ရင်ထူရိတ်ကလေးမတွေ့တော့လူကားထိတ်ခနဲ့ အင်းရှိတွင်လည်းမတွေ့သည်မို့ခြံရှိနားတဝိုင်းသူ့နှွေးခြေဆန်းတတ်သည့်နေရာတွေအားရှောက်ကြည့်ရင်လမ်းဘေးနှခမ်းပေါ်ကနေရှောက်လန်းလာနေတဲ့သူ့စပယ်ယုံလေးလမ်းလာနေသည့်လမ်းပေါ်တွင်ပန်းဝါတွေမရှိ သူမနှင်းရက်လီဟန်တူသည်ကိုကိုကိုအတန်တိုးတက်တက်လေးပြီမဲ့ခေါ်ခေါ်ချင်းပင်ကြာရ၏နားနဲ့မနာဖွားနဲ့မနာ လုံးသားနဲ့သာနားလေသူမို့အဲ့လိုရှောက်ရှောက်သွားတာမကောင်းဘူးနော်နွေတနေရာသွားမယ်ဆိုကိုကိုလက်လန်းလက်စာဟမ်အခက်ကလေးနဲ့ပန်းဝါလေးရှိသူထိုးပေးလာ၏အနံ့ကလေးကတင်းတင်းမျက်ဝန်းကလေးမှာခက်လင်းလင်းနဲ့ဘလောက်လိမ်မာလိုက်တဲ့ပန်းကလေးလဲ ချင်းလိုက်ရတာများအသက်ထက်မကငွေနေလက်ဆောင်ပေါ့ကောင်းလေးစက္ကနေဆောင်ပြီးတွင် ဖြင်းညင်းစွာငိမ့်ပြလာ၏ပအိုးမမို့ကလေးညီရဲလာတဲ့အခါအချစ်မပူပဲလေမနေနိုင်ဘဝတသက်တာတွင်ညုံမိသည့်မြေတားကိုင်းကလေးဟာနှွေးဖြည့်၏လုံခြုံစေခြင်းသည်နှွေးထွေးစေခြင်းသည် သူစပယ်ပန်းကလေးအချိန်တိုင်းမွေးမြလန်းဆန်းစေခြင်းဤပဒောက်ခက်ကလေးယူမွေးတော့နှွေးကရည်သည်မျက်ဝန်းလေးတွေပိတ်လို့တဆွဲကလေးလည်းပေါ်လွင်နေလေ၏ပန်းတွေရင်နှင်းအပြည့်ပွင့်စေသောပြုံးကလေးဆိုလည်းဟုတ်သည်မွေးနေ့ဆိုတာဘာလဲတီလာနှွေးခေါင်းလေးဆက်ခနဲခါပြီးမတိချောင်းခပ်ဖွားဖွားလေးပြောလာ၏ ဒီနေ့လက်ဆောင်တစ်ခုခုပေးရန်အမေလာပြောပြသွားဟန်တူသည် မွေးနေ့ဆို လူတယောက်ထားပါတော့ကွာကိုဘကိုကဒီလောကထဲကိုစတင်ရောက်လာတဲ့နေ့ကို့အမေဘိုက်ထဲကနေဒီနေ့မှထွက်ခဲ့တာပေါ့ကွာသူနေအားတစိမ့်စိမ့်ကြီးလို့ရှင်းပြပြီးနောက်အမေဝကြနဲ့မျက်ဝန်းလေးနဲ့သူ့အားပြန်လဲဆိုင်ကြည့်လာ၏ ဆရာသမားပေါ့စာဘာမရှင်းလဲမသိထို့နောက်တခွန်းချင်းမေးလာသည်မှာအန်အန်ဒီမြင့်ဘိုက်ဘိုက်ချေကဘယ်ဘယ်လိုထွက်လာဒါလေဟင်မြတ်စွာဘုရားဒီကလေးဘလို့တွေးချလိုက်တော့မသိအမေရစာကြောစီရန်ထုတ်ခေါင်းမှာကျင်းသွားရ၏ အခုလက်ရှိ ကို့ရွယ်ကြီးမဟုတ်ဘူးလေကွာနွေရာအရဲ၆ပေကျော်ကြီးမွေးလိုက်ရင်ဖြင့်ခေါင်းပင်9ရက်ကျော်လောက်ညစ်နေရလိမ့်မည်ထို့နောက်မွေးနေ့အားမွေးနေ့တွင်ဘလို့မွေးနေ့ဖြစ်ကြောင်းတညက်နေလုံးရှင်းပြလိုက်ရ၏နောက်ဆုံးတွင်ဆရာသမားပေါ့ဆလေးမှခေါင်းလေးတငိမ့်ငိမ့်ဖြင့်ဆူလာ၏နာနာလေနာလေဘီ